။ Yeah, Stone X မှာကျေသူပါတယ်။ Absolute Batman အတွက်ရေခဲ Monster တကောင်ဖြစ်တဲ့ Absolute Dr. Freeze ကိုရှင်ချရမယ်။ Side Mission Absolute Zero ကအသစ်ထွာလာခဲ့ပါပြီ။ Batman တရားအခုအရှုပ်တွေကိုဘလို့ရောက်လာခဲ့လဲဆိုတာကိုစိတ်ဝင်စားကြရဲဆိုရင်အပေါ်ကပေါ်လာတာလေးကိုနှိပ်ပြီးတော့ကြည့်ပေးလို့ရပါတယ်။ဘာလို့လဲဆိုတော့မကြခင်လာတော့မဲ့ Fight ဒီဆောက်ရမ်းကြံတော့မှာကြောင့်ပါ။အဲအခု issue မှာဆိုရင် Absolute Batman ရဲ့ခံယူချက်နဲ့ Absolute Batman ရဲ့ယက်တိချက်ကဘာလဲဆိုတာကိုပါပြသွားမှာမို့လို့စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ထိကြည့်သွားပေးကြဖို့အတွက်လဲတောင်းဆိုချင်ပါတယ်။အခုကတော့ intro I am vengeance. I am the night. I am Batman. โอเคယခင် issue ရဲ့အဆုံးပါဆိုရင်ရုပ်ဖြတ်ပြီးတော့ဝင်လာခဲ့တဲ့ Batman တယောက်ရဲ့မျက်နှာကိုရေခဲကောင်ကြီးကခဲပစ်လိုက်တာနဲ့အဆုံးသတ်သွားခဲ့ပါတယ်ဆိုတော့အခုစာမျက်နှာအစမှာတော့ဒီကောင်ကြီးက Batman ရဲ့ခြေထောက်ကနေဆွဲသွားပြီးတော့လူသက်ကားတွေကလိုမျိုးနေရာတစ်ခုကြီးစီကိုဆွဲခေါ်သွားနေရတဲ့စာထားပါတယ် Batman ကတတိယတစ်ချက်မရတစ်ချက်ဖြစ်နေတယ်ဒီမလာခင်မှာသူ့ရဲ့တငယ်ချင်းတွေဝိုင်းပြီးတော့တားခဲ့ကြတဲ့စကားတွေကခေါင်းထဲကိုပြန်ဝင်လာခဲ့ပါတယ်အခု Universe မှာဆိုရင်ပုံမှန် Batman ရဲ့ villain တွေဖြစ်နေကြတဲ့ Two-Face Killer Croc Penguin Riddler နဲ့ Catwoman တို့က Batman နဲ့အတူတူငငယ်တွေက တဖွဲတဲ့အတူတူပေါင်းခဲ့ကြတဲ့တငယ်ချင်းတွေလည်းဖြစ်ပါတယ်အခုလည်းနောက်ဆုံးတစ်ခေါက်ဘတ်မန်ကအသက်ကိုစွန့်ပြီးတော့ပြန်လန်းမရှိတာကိုသိရတဲ့ Black Mask ကိုရေလဲကောင်းမှသွားပြီးတော့ fight ခဲ့တယ်အဲဒီတစ်ခေါက်မှသူကလွတ်လာနိုင်ခဲ့ပေမဲ့ဒီတစ်ခေါက်မှတော့လူဖို့အတွက်မသေးကြတော့ဘူးမင်းသေးချင်နေရလားဆိုပြီးတော့သူတို့က Bruce ကိုဝိုင်းပြီးတော့မေးနေကြပါတယ်အဲဒါအခုမင်းထွက်သွားလိုက်ပြီဆိုရင်မင်းကတည်သွားခဲ့တဲ့ matches နဲ့ဘာမှမချားနာဘူးဖြစ်သွားလိမ့်မယ်ဆိုပြီးတော့လည်းပြောလိုက်ပါတယ်ဆိုတော့ဒါက Bruce ကိုဒေါ်ဒါထွက်သွားစေတယ် what မင်းကအဲ့ဒါဘာကိုပြောချင်တာလဲဆိုပြီးတော့မေးရင်ပြန်ရန်တွေ့ရင်းနဲ့ comic ကလက်ရှိအချိန်စီကိုပြန်ရ ောက်လာခဲ့ပါတယ်ဘရုစ်ကတငယ်ချင်းတွေတတိပေးတာကိုနားထောင်ခဲ့တဲ့နဲ့အခုတော့အခုနခြေထောက်ကနေပြီးတော့ဆွဲလာခဲ့တဲ့ဒေါက်တာဖရီးစ်ကသူ့ကိုရေခဲချိန်ပါကြီးတစ်ခုတည်းကိုထည့်ထားလိုက်ပြီးထွက်ပြေးစရာလမ်းလည်းမရှိတော့ပါဘူးတစ်ဖက်မှာတော့နိုးလာတာကိုတွေးလိုက်ရတဲ့ဒေါက်တာဖရီးစ်ကတော့ကောင်းတယ်မင်းနိုးလာပြီပဲထပ်ပြီးတော့မင်းအိတ်လို့လည်းရတော့မှာမဟုတ်ဘူးဘာလို့လဲဆိုတော့မင်းစတိုက်ကိုအရန်ကိုနာကျင်ရတော့မှာမဟုတ်လို့ပဲလို့ဆိုရင်ねသူ့ရောကလို့ပဲအရှင်လက်လက်ရေခဲရိုက်ဖို့ process ကိုစတင်လိုက်ပါတယ်ဘရုစ်ကပေပတ်လေကိုကြည့်လိုက်တဲ့အချိန်မှာသူ့လိုမျိုးအခြားရေခဲရိုက်ခံထားရတဲ့အလောင်းကောင်းတွေလည်းအများကြီးရှိ နေတယ်ဆိုတာကိုမြင်လိုက်ရတယ်။မကောင်းဆိုဝါပြောတာအရအဲ့လူတွေအားလုံးဒီ Gotham မျိုးကြီးရဲ့အချမ်းသာဆုံးပါဆိုတဲ့ကောင်းနေပဲဖြစ်တယ်။သူတို့ကချမ်းသာတာတော့မှမကျေနပ်သေးဘူး။ထာဝရချမ်းသာခြင်းနဲ့ဒီတော့ Immortal ဖြစ်ခြင်းနဲ့လို့ဆိုရင်လည်းအခုလိုရေခဲရိုက်ထားပြီးလိုက်တာ။တနည်းအားဖြင့်ပတ်စံယူပြီးတော့တတ်ထားပြီးလိုက်တာဖြစ်ကြောင်းတို့ကိုရှင်းပြလာပါတယ်။ဆက်ပြီးမင်းလည်းမကြခင်မှာအရန်ပူလောင်လာလိမ့်မယ်။ရေခဲကတကယ်တော့မင်းကိုလောင်ကျွမ်းစေတာပဲ။ဒါကြောင့်လည်းအေးခဲပြီးတော့တည်တဲ့လူတွေကသူတို့ရဲ့အင်ကြီးတွေကိုချုပ်ပြတ်တတ်ကြတာဖြစ်တယ်။အခုဆက်ပြီးတော့နှစ်30လောက်တော့ငါလိုမျိုးခံကြည့်လိုက်အောင်။ငါလိုမျိုးမင်းလည်းနာက ကျင်နာကိုကြိုက်ရင်ကြိုက်သွားမှာပေါ့လို့ပြောရင်းနဲ့ခလုတ်ကိုဖွင့်လိုက်ပါတယ်ချိန်ပါရဲကိုရေခဲတွေဝင်ရောက်လာပြီးတော့ဘက်မန်တယောက်ကခေါင်းထဲမှာအရာအားလုံးကိုပြန်မြင်သွားရတဲ့အထိနာကျင်မှုကစတင်လာခဲ့ပါတယ်အဲနောက်ခုလိုဘက်မန်ကတေလာအောင်နာကျင်နေတဲ့အချိန်မှာကော်မစ်ကအခုနဘက်မန်နဲ့သူ့ရဲ့တငယ်ချင်းတွေကြားက conversation စီကိုပြန်ပြီးတော့လွှင့်ဆင်သွားခဲ့ပါတယ်ဝေလန်ကပြောတယ်မင်းကမန်ချက်စတာနဲ့အတူတူပဲဆိုတာကမင်းကအမြဲတမ်းအပြစ်ရှိတယ်လို့ခံစားနေရကြောင်းပဲ yes တကယ်တော့ bruce ကို batman ဖြစ်လာစေခဲ့တဲ့သူ့ရဲ့အဖေသေးသွားခဲ့တဲ့နေ့မှာ matches ကနောက်ဆုံးအပြင်မှာကြံနေခဲ့တဲ့ကလေးဖ ဖြစ်ခဲ့တယ်။ကျောင်းဆရာတောမတ်ဆွေဒီသူကိုယ်တိုင်အခန်းထဲမှာဝင်ပုံးလို့ရနိုင်ခဲ့ပေမဲ့အပြင်မှာကြံနေခဲ့တဲ့ matches ကိုထွက်ခဲ့ပေးရင်နဲ့တည်ခဲ့ရတာဖြစ်ပါတယ်။ဒါကိုအဲ့ဒီအချိန်တည်းကလည်း matches ကသူ့ဘာသာသူအပြစ်တင်နေခဲ့တယ်။သူကသူ့ရဲ့တငယ်ချင်းကိုတည်စေခဲ့မိရပဲဆိုတော့အပြစ်ရှိရဲ့စိတ်နဲ့ရှင်တန်းခဲ့တယ်။စပြီးတော့ဒဲတွေအန်ဒီရဲ့ရှိရာတွေကိုတမင်လောက်လာတယ်။နောက်ဆုံးအဲ့ဒါကသူ့ကိုအပီးဝါမျိုးမသွားခင်အထီးပဲဆိုပြီးတော့ပြောလာခဲ့ပါတယ်။ဒါဒီ Bruce Ball ကိုလည်းတိုက်ရိုက်ထင်ဟန်နေပါတယ်။ Gordon မျိုးကြီးအတွက်သူ့ရဲ့အဖေအတွက်အန်ဒီရဲ့ရှိရာတွေကိုထွက်ပြီးတော့လုံနေခြင်းကတစ်ချိန်မှာ လည်း Bruce ကိုပါဝါမြူသွားမှာဖြစ်လို့တငယ်ချင်းတွေကအခုလိုဝိုင်းပြီးတော့တားနေကြခြင်းဖြစ်ပါတယ် Bruce ကနာကျင်နေတဲ့အချိန်မှာဓာရီအားလုံးကခေါင်းထဲကိုဝင်လာနေတယ်လို့သူကိုယ်တိုင်ကလည်း Batman မှာထွက်ပြေးဖို့အတွက်မသေးဖို့အတွက်ပလန်ကိုလှောက်ဆောင်နေပါတယ် Batman ကသူ့ရဲ့ကြောက်ပတ်တီးရဲကနေပြီးတော့ခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါမှာ Batman အသေးလေးကထွက်လာပြီးတော့လောင်ဝင်ကို꿰သွားစေခဲ့ပါတယ် Bat Batman ကတော့ထိတွေ့လိုက်ရတဲ့ရေခဲနဲ့တင်လူကောစိတ်ကောစုပ်ပြတ်သွားခဲ့ပါပြီတဖက်မှာတော့ Dr. Freeze ကသူ့ရဲ့ client Joker လို့ယူဆရတဲ့သူနဲ့စကားပြောနေတယ်။ Joker က Dr. Freeze ကို God တံမျိုးထဲမှာသူမကြခင်လှုပ်တော့မဲ့လူသက်ပွဲအတွက်ဘက်တီးရီးယားယောဂါမျိုးကိုတီထွင်ခိုင်းတာဖြစ်ပါတယ်။ဒေါက်တာပရီစီအော်ပရေရှင်းကနောက်ဆက်သူမရှိဘဲနဲ့ပုံမှန်ပဲဖြစ်ကြောင်းဘယ်သူမှတကားတော့လာမခောက်ဘူးဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲသူရဲ့အခန်းတကားကြီးကကန်အဖွင့်ခံလိုက်ရပြီးတော့ knock knock ဘတ်မန်ကဒေါသကြီးစွာနဲ့ဝင်ကြုံမှုအတွက်အော်ဟစ်ပြီးတော့ရောက်လာခဲ့ပါတယ်။ပြီးတော့သူကရေခဲကောင်ကိုချဖို့အတွက်အရှင်းဆုံးလက်နက်ကိုရွေးချယ်ခဲ့တယ်။အဲဒါကသူရဲ့လက်ကနေပြီးတော့ထွက်လာခဲ့တဲ့မီတောက်ပဲဖြစ်ပါတယ်။ and batman comic တွေနဲ့ပတ်သက်ပြီးတော့ဖတ်ရတာစောက်ရမ်းလိုက်တာတခုရှိတယ်။အဲဒါကဘာ လဲဆိုတော့ဘက်တမန်ဒီအခုလိုအချိန်ဒီမှာစုပ်ပြတ်တက်နေအောင်ခံထားရတဲ့အချိန်ဒီမှာကိုဘတာကိုပြန်စကားပြောပြီးတော့စုံတော့တယောက်လိုရော advance fighter တယောက်လိုရောအဖြေရှားတိုက်ခိုက်ခြင်းဖြစ်ပါတယ်ဘက်တမန်ကပြောတယ်ဒီကောင်ကမကောင်းဆိုပါတာမန်လူထက်လင်မြန်နေမင်းကတော့ရေခဲရိုက်ခံထားရတာပုံမှန်လူအပူချင်းကိုတော့မှပြန်မရောက်သေးတဲ့ကောင်ပဲမင်းရဲ့သွေးတွေကအထဲထဲမှာစူပွက်နေတယ်အဲ့ဒါကိုအသုံးချရမယ်ဒီကောင်ကိုမညာဘဲနဲ့တိုက်ခိုက်ရမယ်လို့ဆိုရင်ねဒေါက်တာဖရီးစ်ရဲ့မျက်နာကိုမီးကင်ပြလိုက်ပါတယ်အန်ဆာပြီးမင်းမှဒီကောင်ကိုရှင်ချဖို့အတွက်ဘာအင်အားမှာကောဘာတာလုံမှုမှာကောဒီချိ ိန်မှာရှိမနေဘူးဒီတော့ဒီကောင်းကိုပါအားနည်းအောင်လုပ်ပြစ်ရှိသည်မြအကုန်လုံးနဲ့ကြုံပြလို့ဆိုရင်ねသူရဲ့အတောင်မန်အချွန်နေတဲ့အတူဒေါက်တာဖရီးစ်ကိုထိုးဆိုင်ပြနေပါတယ်ဘတ်မကြလိုက်ပါဘူးဘတ်မန်ကမျက်နှာကနေပြီးတော့အကင်ခံလိုက်ရပြီးတော့နိုင်ရန်ပောက်ကွဲသွားအောင်အထိပြစ်ဆောင်တာကိုခံလိုက်ရပါတယ်ဒါပေမဲ့ငြိမ်နေလိုက်လို့မရဘူးပို့ပြီးတော့ဆိုးသွားလိမ့်မယ်ဒါကြောင့်ဘတ်မန်ကမင်းတက်နိုင်တာဒါအကုန်ပဲလားလို့မေးပြီးတော့ရန်သူကိုစွာပေးလိုက်ပါတယ်ဘတ်သူမေးမိတာကမှားသွားတယ်ဆိုတာကိုဘတ်မန်ကမျက်စိတမိတ်အတွင်မှာတီးလိုက်ရပါတယ်ဟိုကောင်ကခလုတ်တစ်ခုကိုနှိပ်လိုက်ခြင်းဒီအခုနောက်ချိန်ပါရီထဲမှာရှိနေတဲ့ရ ရေခဲအလောင်းနဲ့အကုံလုံးကိုဇွန်ဘီရေလိုမျိုးနိုးထားသွားစေပါတယ်ဒီအချိန်ကောမိတ်ကအတိတ်ကိုပြန်ပြီးတော့ရောက်သွားတယ်တငယ်ချင်းတွေကဘရုစ်ကိုမင်းသိချင်းနေရာလားဆိုတာကိုထပ်ပြီးတော့ဝိုင်းပြီးမေးနေကြပြန်တယ်ဘတ်မန်ဆိုတာကအဲ့ဒီနေ့ကတရိတ်ဆန်ရုံအပြင်မှာအခန်းအပြင်မှာရှိနေပြီးတော့ကလေးတွေကိုကာကွယ်ပေးခဲ့တဲ့လူဖြစ်ချင်တာလားဆိုတာကိုပြောရင်းနဲ့လက်ရှိအချိန်မှာတော့ဘတ်မန်စီကိုဇွန်ဘီကောင်တွေအများကြီးကဒေါက်တာဖရီးစ်ရဲ့ခိုင်းစေမှုနဲ့တိုက်ခိုက်ဖို့ပြေးလာနေကြတာကိုမြင်လိုက်ရပါတယ်ဘတ်မန်ကဒီဇွန်ဘီကောင်တွေကိုထိုးကျိတ်တယ်ရိုင်းနှက်ပြတယ်ဒါပေမဲ့ပို့ပို့ပြီးတော့မြားလာတဲ့အကောင်တွေကသူ့ကိုဖုံးလွှမ်းပြနေ ပါတယ်။ and comic ကလည်းအခုနောက် villain ရဲ့စကားစီကိုပြန်ဆက်သွားခဲ့တယ်။သူကမေးတယ် Batman ဆိုတာကဒါပဲလား။လူတွေကိုအသက်စွန့်ပြီးတော့ကယ်မယ်ဆိုတာတတ်တတ်ပဲလား။ No မင်းရဲ့အဖေကိုပြန်ပြီးတော့ကြည်လိုက်။မင်းရဲ့အဖေကတည်ချင်းခဲ့တာမဟုတ်ဘူး။သူ့ရဲ့တည်ဆုံးခြင်းကလည်းသူ့ကို hero ဖြစ်စေခဲ့တာမဟုတ်ဘူး။သူ့ရဲ့ဘဝကသူ့ကို hero ဖြစ်စေခဲ့တာပဲ။ဒီတော့မင်းကရောမင်းရဲ့ဘဝကရောမင်းကတည်ချင်နေရလားဆိုပြီးတော့ Bruce ကိုလမ်းမိလိုက်ပါတယ်။မင်းရဲ့ Batman ကအသက်ရှင်နေမှမင်းကပိုကောင်းတဲ့အရာတွေကိုငါတို့အတွက်ပို့ပြီးတော့လုပ်ပေးနိုင်မှာ။ And again ဒါတောင်မှမင်းကတည်ချင်နေရလားဆိုပြီးတော့ Bruce news ကိုထပ်ပြီးတော့မေးလိုက်ပါတယ်။သူတို့အရှိမဆိုရင်လည်းသူတို့လလပပဂုံပြုတ်ပေးထားတဲ့ matches ရဲ့ mural ဘကြီးကြီးကိုမြင်လိုက်ရပါတယ်။ဒီချိန်မှာတော့ Bruce ကဖြေးလိုက်တယ် no မသေးခြင်းဘူးဆိုပြီးတော့ဖြေးလိုက်တယ်။သူရဲ့တငယ်ချင်းတွေရဲ့စကားတွေတရှိနေခြင်းရဲ့အရေးပါမှုကို Batman ကအခုအချိန်မှာတွေးမိခဲ့တယ်။ no သူကအသေးခံမှမဟုတ်ဘူးလို့ပြောရင်းနဲ့ဒီအလောင်းကောင်တွေကိုတွန်းထုတ်ပြီးတော့ထွက်ပြေးလာခဲ့တယ်။နိုင်ရန်ကအပေါက်ကိုဖောက်ခွဲပြီးတော့ခုံပြန်ထွက်ပြေးလာခဲ့ပါတယ်။နောက်မှဒီရေခဲကောင်ကိုထတ်လာပြီးတော့တိတ်ပြေအောင်မယ်။အခုတော့အပြန်လမ်းမှာ Bruce ကသူ့ရဲ့တငယ်ချင်း Waylon စီကိုဖုံးစပ်ခဲ့တယ်။သူ့ကို ပြောပေးခဲ့တဲ့စကားတွေကြောင့်သူကိုအတိဝင်အောင်လုပ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတာကိုဖုန်းဆက်ပြီးတော့ပြောခဲ့ပါတယ်။ဘက်တီကောကဝေလန်စီကိုမရောက်နိုင်တော့ပါဘူး။ဝေလန်ကသူ့ရဲ့ချင်းစီကိုပြန်လာတဲ့လမ်းမှာပဲလူနှစ်ယောက်ကသူ့ကိုလာပြီးတော့ဖမ်းခေါ်သွားခဲ့တယ်။သူတို့ပြောတာအရဒါဒီပြေစုံတဲ့စံတက်ခံမဲ့အာခမ်စီကိုခေါ်သွားလိုက်တော့ဆိုပြီးတော့ပြောတာကိုတွေးလိုက်ရပါတယ်။ meaning ဝေလန်ဒီနောက်ပိုက်တွေကနေစပြီးတော့ပုံမှန်ကောမစ်တွေကလိုမျိုး Killer Croc မိချောင်းပုံစံကြီးဖြစ်သွားတော့မယ်ဆိုတာကို set up လုပ်သွားခြင်းလည်းဖြစ်ပါတယ်။ and next နောက်လာမယ့် Absolute Batman အတွက် villain ကတော့ Absolute Bane ဖြစ် ြစ်တယ်ဆိုတာကိုပြပြီးတော့အဆုံးသတ်သွားခဲ့ပါတယ်။အဲနောက်ခုလည်းမျိုး DC Comics တွေရဲ့တလားတစ်ပိုက်ထွက်နေတဲ့ comic book တွေကိုထွက်တိုင်းမှာမလွတ်တမ်းတင်ပေးနေတဲ့ channel ဖြစ်တဲ့အတွက်အခုချိန်ထိ subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ထားကြပြီးတော့ဒီဆောင်ရမ်းလာပါတဲ့ကောင်းတဲ့ဇာတ်လမ်းကြီးတွေကို like ပါစီမျောပေးကြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်။ And as always guys ဗီဒီယိုလေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရတက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်